အမေလူဒုတော်မာရဲ့လင်းဆောင်မရဖက်ဤဆောင်းပွားတို့လေးကို အမေရဲ့အမေရှိစကားဆိုတဲ့စာအုပ်တွေကနေကောင်းထုတ်ဖတ်ပြတာပဲဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်မိနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အမေတို့ခင်ငယ်ကမိန်းကလေးနဲ့ယောက်ျားလေးလူကြီးမိဘများကထိတ်မြပေးလို့လင်းဆုံမရဘက်ဖြစ်လာတဲ့အချိန်မှာမိဘဆွေမျိုးတွေနဲ့မိကြီးပါကြီးတွေကိုအုံငံပြောကြတော့ဝဲတွေနဲ့ ဇနီးမောင်နဲ့အစ်ဆက်ဆက်ကလေးတွေကလိုက်ပြီးကြတော့ရတယ်။အဲ့ဒီကကြော့ခံလူကြီးမိပါများကဒီလင်းစုံမရဲ့ဘက်အသက်120ရှေးလို့ဦးအောင်မင်းအောင်ပေါင်းတင်ကြရပါစေ။ဒါကောင်သမီးကောင်ထွန်းကားပါစေ။ချမ်းသာသူကဝဝနဲ့ပြည့်စုံပါစေလို့ဆုပေးလိုက်ကြတယ်။ဆုရတဲ့အိမ်နောက်အစ်ဆက်ဆက်ကလေးကဒီဆုရဲ့ကလေးနဲ့ကိုတိတ်ပြီးသဘောမပေါက်ခဲ့ဘူး။လုံယုံလုံစင်မှုလုံကြတာပေးယူပေးစင်မှုပေးကြတာပဲလို့ငယ်ရွယ်သေးသူပြီးပြီးပေါ့ပေါ့တန်တန်သဘောရခဲ့ကြတယ် ဒီလူကြီးမိဘတွေပေးလိုက်တဲ့စုရဲ့အတိန်နဲ့ကိုအိမ်တော်သက်ကြီးရင်လာတဲ့အခါမှမှသဘောပေါက်တော့တာကိုဒီနေ့ကအမေစီကိုစာရေးဆရာမငိမ့်ရွှေလီကသူတို့ဆက်ကိုပိတ်တဲ့ချိန်ဝယ်တဲ့အထဲကရှုမမက်ဆင်အောင်လေးတို့ကိုရလို့အမေဘာသာပြန်ဝိထုကလေးပါတာနဲ့အမေစီရှိခြင်းမှရှိတော်မှာဆိုပြီးပို့လိုက်လို့ဖတ်ကြည့်တော့1960ခုမက်လရှုမတော်မှာဥတက်တိုးနဲ့ဒေါ်နုရင်တို့ရဲ့အိမ်တော်သက်၁၉နှစ်ပြည့်ဆောင်းပါဥတက်တိုးရေးထားတာကိုသွားတွေ့တယ်သူတို့နှစ်ယောက်မင်္ဂလာဆောင်တော့ အမေနဲ့ဦးလာကမတန်းချန်ကင်ရှိရေးတဲ့ပြဝိထုတို့ကလေးတပုတ်ကိုဘာသာပြန်ပြီးကြီးပွားရေးမဂ္ဂဇင်းမှာသူတို့အတွက်မင်္ဂလာလက်ဖွဲ့ဖြစ်နေထောင်940တခုနှစ်ကထည့်ခဲ့ကြတယ်။အဲ့ဒီဘာသာပြန်ကော်ပီကလေးကစေကြီးတွင်းကပြက်စီးသွားလို့ဦးတက်တို့တို့ကရှိသေးရင်ရကျင်တယ်တဲ့။ဒါနဲ့ပြန်ရလို့ဦးလာကသူတို့စီပို့လိုက်တော့ဦးတက်တို့ကမင်္ဂလာတက်16နှစ်ပြည့်အိမ်တော်သဲမော်ကွန်းဆိုပြီးရှုမွာဆောင်းပါးမှာရေးထားတာပါ။ဦးတက်တို့နဲ့ဒေါ်နုရင်တို့ရဲ့အိမ်တော်သက်ကအခုဆို55နှစ်ရှိပြီပေါ့။အသက်ရှိရှိနေနာကင်းကင်းနဲ့ ဝမ်မင်းအောင်ပေါင်းသိနေကြရတယ်ဆိုတာနဲ့တဲ့ကုသိုလ်ကြီးလားဥဒတ်တိုးတို့လိုပါပဲဒေါ်နုရင်ရဲ့အကူဆရာမင်းသူဝင်းနဲ့ဇနီးဒေါ်ကြီးကြီးတို့ကလည်းအခုတည်းကအသက်ရှိရှိအနာကင်းကင်းနဲ့ဝမ်မင်းအောင်ပေါင်းသိနေကြရတာကိုအမေကတာရုချင်းချင်းခေါ်မိတယ်တို့ငယ်ငယ်ကလူကြီးမိပါတွေပေးတဲ့ဆုနဲ့ပြေကြပါပြီတဲ့ကုသိုလ်ကောင်းလိုက်ကြတာလို့လည်းမုဒိတာပွားရတယ်လင်းစုံမရဲ့ဘက်ဝအောင်မင်းအောင်ပေါင်းရတယ်ဆိုတာကအသက်ကြီးလာလေးလေးရှားလီဆိုတာမျိုးကိုအမေတို့ လူသက်တမ်းကလေးကတရားဆိုပြီးတဲ့တိုင်းပြည်ရဲ့စီးပွားရေးလူမှုရေးအလတ်တရားပြည့်အောင်နေရတဲ့သူကတိတ်နေတာဟုတ်လားဒေါကီမျိုးချစ်တို့ဆိုရင်အိမ်အောင်ကြတာမေတို့နဲ့မတိတ်မရင်ပဲသူတို့လည်းများလဲဥအောင်မရပေါင်းရတယ်လို့အမေကဓာတ်ုခေါ်နေတာပြီးခဲ့တဲ့လာစန်းတော်ကတော့ဥခင်မောင်နဲ့နှိမ့်စာရောက်ရှာတယ်လို့နိုင်ရည်တရင်ဖတ်လိုက်ရတယ်ကျမကြီးချုပ်တဲ့သူကဒေါကီမျိုးချစ်သူဇနီးကိုအမြဲတမ်းပြုစုယူရနေသူကဥက္ကမောင်းလက်ဟောခုတော့လူမမာကဘာမှမဖြစ် လူမမာပြုစုနေသူကဆုံးပါရတဲ့ဥခင်မောင်းလိုက်ကအမင်းနဲ့เจ้าနေပဲတငယ်ချင်းမှာအနေဆာအနေဆာအနတ္တအနတ္တမမြဲတဲ့တရားအစိုးမရတဲ့တရားတွေပါကလားကျမ်းမာရေးချို့တဲရှားတဲ့စာရေးပေါ်မှာကြီးဒေါခင်မျိုးရှိအသက်ရှိပါစေအောင်စိတ်တင်းထားနိုင်ပါစေအောင်လူအာမန်ကိုဘရော့မှာမချတဲ့ရေးပေါ်ကြီးဆက်လက်ပြီးတင်းထားနိုင်ပါစေအောင်လို့ဆုတောင်းရတယ်တောင်းထအောင်မောင်းရေးလူကြီးတွေရှိနေသေးရင်လူငယ်တွေကအားရှိတယ် မေတို့များဒီဩဂုတ်လမှာဥလာဆုံးသွားတာ14နှစ်ရှိပြီမို့ကို့အသက်68နှစ်အရွယ်မှာမုံစုမှဖြစ်ခဲ့ရတယ်။သူနဲ့ကိုနဲ့43နှစ်ပဲပေါင်းလိုက်ရတယ်။ကို့ထက်အိမ်အောင်သက်နဲရှာသူတွေနဲ့စရင်ကိုကတော်သေးတာပေါ့လို့ဖြည့်သိမ်းခဲ့ရတယ်။အောင်းမိခဲ့ရတယ်။တိမ်မင်းကခွဲရင်ဘာမှမတက်နိုင်ပါဘူး၊ကြွဲကြရတာပဲမဟုတ်လား။တမီသားနဲ့တမီသားရေဆက်ဆုံလို့ဒီဘဝမှာလင်းရမရရလို့ဖြစ်လာရတယ်။လူချင်းဆုံပေမဲ့စိတ်ချင်းဆုံသူကအနေသား အမေတို့မှာတော့စိတ်ချင်းစုံနဲ့ထင်လို့လူချင်းစုံစည်းခဲ့ကြတယ်ထင်တဲ့အတိုင်းစုံပေးလို့တသက်အောင်သူ့အလုပ်ကိုကကူနိုင်ခဲ့တယ်ကို့အလုပ်သူကဖိပနိုင်ခဲ့တယ်လေစိတ်ချင်းစုံနဲ့ပြင်းတယောက်နဲ့တယောက်ဆက်ဆံကြရတဲ့ကိစ္စဝဝမှာလဲတရားသဖြင့်သာပြုမှုပြောဆိုဆောင်ရွက်ခဲ့ကြတာမို့ခွန်ကြီးခွန်ငယ်လည်းမဖြစ်ခဲ့ရဘူးတပ်ဖို့ပုတ်ဖို့ဆိုတာကတော့ဝိရောပြီးတော့ အိနာဦးစည်းအနေနဲ့ကိုကျင်းတရားကောင်းကောင်းမွန်မွန်လူသိက္ခာရှိရှိနဲ့နေသွားတယ်။သူများကြိုးစည်းပွားများကို ရှင်းတန်းတင်ပြီးစဉ်စားမှုဆောင်ရွက်ပေးမှုတွေကလည်းများပြားလုံးလို့သူ့ကိုချစ်သူခင်သူလေးစားသူတွေကလည်းပေါ်ပေါ်များများရှိခဲ့တယ်။ဒါကြောင့်အယိတ်အာဝါဒအေးအေးမြမြပေးခဲ့သူ ခင်မွန်းတဲ့ကိုအမေကတတိယတိုင်းချီးစွတင်နေတယ်။သူတော်ကောင်းနဲ့အမေဆက်ဆံခဲ့ရတာကုသိုလ်ကောင်းလေတယ်လို့လည်းအမြဲဝမ်းသာနေမိတယ် အမေရဒေါခင်မျိုးချစ်ရဒေါနုရင်ရဒေါကြီးချင်းရကတခုတည်းဖွားတယ်လေလေးရောက်စလုံး1935ခုဖွားတယ်ကြီးပဲပြီးတော့ငယ်ကလေးကတိကျွမ်းခင်မင်းကြတာဒေါနုရင်နဲ့ဥတက်တိုးတို့လက်ထက်ကြမယ်ဆိုတော့မတန်ချန်ကင်းရှိရေးတဲ့နှမအထွေးစုဆိုတဲ့တရားဝိတ္ထုတို့ကလေးကိုအမေကဘာသာပြန်ပြီးကိုတက်တိုးနဲ့မန်းနုရင်တို့မင်္ဂလာလက်ဖွဲ့ဆိုပြီးမိတို့ကြီးဝိုင်းမဂ္ဂဇင်းမှာထည့်လိုက်တယ်ဝိတ္ထုတို့ကလေးကိုရှာပေးသူကဦးလှ အေးရှားမဂ္ဂဇင်းမှာတွေ့တော့အဲ့ဒါလေးနဲ့လက်ဖွဲ့မဲ့ဆန်းလဲဆန်းရောတောင်းလဲကောင်းရောဆိုလောက်ကြတာဝိတုကတရုတ်ပညာရှိကဗျာဆရာကြီးစူးစင်းဆိုသူမှာစူကြီးနဲ့စူငယ်နှစ်မထွေးစူဆိုတဲ့သမီးသုံးယောက်ရှိတယ်အားလုံးကဒိတ်ဒိတ်ချဲကဗျာဆရာတွေတရုတ်ကန်ဝင်မှာစူမင်းဆက်ကစာပေဖွင့်ပြိုးဆုံးစူမင်းဆက်ကစူသားဖာလေးယောက်ရဲ့ကဗျာနဲ့စာပေတွေကခဏထက်တိုင်းထင်ရှားကြော်ကြားနေစေဝိတုတွေလေးကအဲ့ဒီသားဖာလေးယောက်စလုံးထဲမှာနှစ်မထွေးစူကပညာတော်ဆုံး ဒီမင်းကလေးနဲ့တင့်တော်မဲ့အိမ်နောင်ဘက်စားပေးသမားကိုရအောင်ရှာဖွေပုံချောင်းကိုရေးထားတဲ့ဝိတုတိုးကလေးပါမန်းနူရင်ကမင်းသူဝင်ရဲ့နှမဖြစ်တဲ့အပြင်ကိုတက်တိုးကလည်းစာရေးစရာမှုအမေတို့ကဒီဝိတုလေးနဲ့လိုက်ဖက်လာတယ်ဆိုပြီးချစ်ခင်သူချင်းထူးခြားတဲ့မင်္ဂလာလက်ဖွဲ့မျိုးပေးခဲ့ကြတာပါအဲ့ဒီဘာသာပြန်လေးနဲ့အတူဦးတက်တိုးကသူနဲ့ဒေါ်နုရင်တို့အိမ်နောင်သက်16နှစ်ခီးကိုဆောင်းပါရေးပြီးရှုမမှာထည့်ခဲ့တယ်လေ1960ခုမန်လာရှုမကြီးကလည်း စာမျက်နှာ290ကျော်နဲ့ဖတ်စရာတွေပါလိုက်တာအမိစိတ်တဲ့အဲ့ဒီရှုမကြီးနဲ့အခုခေတ်မဂ္ဂဇင်းတွေကိုရှင်ကြည့်နေမိသေးတယ်။ဘာလို့လို့နဲ့ခေတ်ကလည်း38နှစ်တောင်ကြာချနေပြီလေ။ဒီရှုမကိုထုတ်ဝေတဲ့ဥကျော်ကလည်းတတိယတာပဲ။ဥကျော်ကဥဒုခတဲ့9ရက်ကြီးတဲ့။ဥဒုခကဥလာတဲ့9ရက်ကြီးတဲ့။9ရက်ကြီး9ရက်ငယ်တငယ်ချင်း3ယောက်မှလည်းဥဒုခပဲကြမ်းကြမ်းမာမာနဲ့အလုပ်တွေလုပ်နေရင်အသက်ရှည်လျက်ရှိနေတော့တယ်။ဥကျော်နဲ့ဥလာတို့ကတော့မရှိကြတော့ဘူး။哦，内沙，内沙。Oh, နောက်ထပ်လည်းအမေလူလူတော်မာရဲ့စာကောင်းကလေးတွေကိုတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။